္ဂလာပါရှင် CNN သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ကိုကန့်တန်နဲ့မြန်မာတက်မတော်ကြားတင်းမာမှုတွေဖြစ်ပေါ်လာတဲ့အခင်းအကျင်းမှာတရုတ်ရဲ့ဂျာဝင်ပေးမှုကအရေးကြီးတယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှဥက္ကရာဘုံမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းဘင်္ဂလားဒေ့ရဲ့ပြည်ရင်းစစ်ရာဇဝတ်မှုတရားရုံးဖြစ်တဲ့ နိုင်ငံတကာပြည်မှုဆိုင်ရာခုံရုံးကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုတည်တံ့ချမှတ်ခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ကိုကန်တန်နဲ့မြန်မာတက်မတော်ကြားတင်းမာမှုတွေဖြစ်ပေါ်လာတဲ့အခင်းအကျင်းမှာတရုတ်ရဲ့ဂျာဝင်ပေးမှုကအရေးကြီးတယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှအခရာဘုံမူကြီးခေါကကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကိုကန်တက် MNDA ရဲ့ test scan တွေနောက်ဆုတ်ဖို့ညှိနှိုင်းမှုအဆင်မပြေတဲ့နောက်မြမတက်မရောနဲ့တင်းမာမှုတွေဖြစ်ပေါ်လာတဲ့အခင်းကျင်းမှာတရုတ်ရဲ့ဂျောင်းဝင်ပေးမှုကအရေးကြီးတယ်လို့ပိုးမြူတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လို့ SAS မှာဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့အပြင်ပမောင်ကိုကန်တက် MNDA ဘက်ကတက်ဆွဲထားတဲ့ test scan တွေကိုပြန်လည်ဆုတ်ခွာပေးဖို့မြမတက်မရောကတောင်းဆိုမှုကြောင့် နှစ်ပတ်အဖွဲ့အစည်းအကြာတင်းမာမှုတွေဖြစ်ပေါ်နေကြောင်းစည်ရင်းတဲ့နိုင်ငံရေးအကဲခတ်တွေထံကနေသိရပါဗျ။အဲ့ဒီအခင်းကျင်းမှာတရုတ်အထူးကိုယ်စားလှယ်မစ္စတာတင့်ရှီချင်းဦးဆောင်ပြီးဂျာဝင်ဆစ်ဆက်ပေးခဲ့တဲ့လာရှုံမျိုးပြန်လည်လွှဲပြောင်းစဉ်ကသဘောတူညီချက်အသေးစိတ်အချက်လက်ပေါ်မူတည်နေတယ်လို့ပိုးမြတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှဥက္ကဋ္ဌဘူမူကြီးခွန်အုတ်ကာက CNN သတင်းဌာနကိုပြောပါဗျ။အဲ့ဒီသဘောတူညီချက်မှာ MNDAA ကိုတက်ဆွဲခွင့်ဆက်လက်ရည်တည်ခွင့်ပေးထားတယ်ဆိုပါကမြန်မာတပ်မတော်ဘက်ကပြန်လည်ဆုတ်ခွာခိုင်းမှုဟောင်း သဘောတူညီချက်ကိုချိုးဖောက်ရရောက်တယ်လို့သူကပြောပါတယ်။ရှင်းမှန်ရင်ရှိတာကဒီမူလဟိုတရားကကြားဝင်ပြီးတော့ဟိုညှိနှိုင်းတဲ့အချိန်တွေမှာရစီရတဲ့သဘောတူညီချက်အပေးစိတ်ပေါ်မှာမူတည်ရတော့ထင်ပါ။ဒါကြောင့်ဒီခုမရှိဘူးမအပ်ဘူးမလားရှိတဲ့ပြင်ပရောင်းမှာ MMD ဆက်လက်အရက်ဒီကွင်းသက်ဆဲကွင်းကိုသဘောတူထားရဆိုရင်တော့အခု6 commission ကတော့ တာမျိုးရှုပ်ခိုင်းတော့တာဘောပြူချက်ပေါက်တာပေါ့။ဒါကြောင့်မူလဘောပြူချက်ပေါ်မူတည်ပြီးတော့သင်္ကားမလေးရဆပါ။ဒါကြောင့်ဘောပြူချက်ကလည်းဗာမန်းကတော့မဖြစ်တော့သင်္ကားလည်းချက်ပါ။နောက်ပြီးတော့ဒီကိစ္စမှာမူလဘောပြူချက်ကိုဥဆောင်ရတာသိချင်ကြတဲ့သူ့ကိုလည်းတော့သူ့ကိုလည်းနဲ့ဆုံးဖြတ်ပါလေ။ဒီရဲ့ကြောင်းဝင်ပေါ်လာယူကြည့်နေလို့ပြန်လာ။ဒီကလေးကိုကြည့်နေတယ်တော့လည်းလည်းပြန်ပြစ်တာဖြစ်လာမှာပါ။ ဒါကိုကျွန်တော်လည်းတော့မှတ်ထားမှန်းနိုင်ပြေပါဒီခေတ်ကမှဘာမှပြောသေးဘူးဆိုတော့အဲမနေ့ညစောနေလာတော့ဘူးဒီမဟုတ်ဒီစစ်ကောင်စီတကကစာပြောကိုကြော်လို့ပြီးတော့ထောင်းတလာဘူးဒီမဟုတ်စာပြောတဲ့အတိုင်းအချိန်ကာလနော်တန်တာရဲ့အသာဘာဒီလိုများတောင်းတလာတော့မပြီးဘူးပါလေစာပြောကိုမှကျွန်တော်မတော်မှပါပဲအဲဒါကြောင့် ဒါကြောင့်ပြည်ရဲ့လေးပါအောင်လည်းမဆောင်ပြတဲ့ဘက်ကိုဆောက်ပါတယ်။ MNDA ဟာလာရှုမျိုးကိုမြန်မာတက်မတော်ထံပြန်လည်လွှဲပြောင်းပေးအပ်ထားတာဖြစ်ပေမဲ့လာရှုမျိုးပြင်ပပတ်ပလေမှာ MNDA တက်ဆွဲထားမှုအများအပြားရှိနေကြောင်းလာရှုဒေသခံထံကနေသိရပါဗျ။ရေကောက်ပွဲလုံခြုံမှုနဲ့ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်နိုင်ရေးအတွက်တေချာစိတ်ချစီဖို့တက်မတော်ဘက်က MNDA တက်စခန်းတွေကိုစောက်ခွာခိုင်းမှုဖြစ်နိုင်ကြောင်းနှစ်ပတ်အဖွဲ့အစည်းအနေနဲ့မူလသဘောတူထားတဲ့အတိုင်းလိုက်နာကြဖို့လိုကြောင်း ပိုးမြတ်လူမျိုးရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာက CNI တင်ဌာနကိုပြောပါတယ်။ဒီကအာဘာမှမစ္စရာခံတာမရှိဘူးဆိုတော့ပုံမှန်လည်းဆက်မှာမဟုတ်လေ။မူလသဘောတရားတိုင်းတည်ရမှာပဲ။ဒီဒီကဒီတဲ့အတိုင်းဟောရ။အဒီမန်ပေါ့သဘောတရားတဲ့အတိုင်းဟောတော့အဲ့ဒါလည်းနာဝလို့ပါပေါ့။နော်ဘယ်လိုပါလဲဒီလိုလည်းနာဝလို့လည်းရှိပါပါ။ဒီရှိ ဟောဒီတော့ဘာမှတိုင်နေပါဒီပါလို့ချိုလေးပတ်အဲဒီစိတ်ဆိုင်ရအောင်လုပ်တော့တူပါလားဒါကြောင့်ဒီနောက်လမ်းကအဖို့လိုပါလားဆိုတော့ဒီကောမရှိရင်ကဒီကောဘယ်လိုလုပ်မှုလဲဘုံဘယ်လမ်းကြောင်းပြန်ဆက်နိုင်လို့လဲဒီပေါ်မှာဟိုပြီးတော့ပြစိတ်ဆိုင်ရအောင်ဒါမျိုးလားဘယ်ဝဲဒင်္ဂနာတစ်ခုနဲ့ဒီမှာချေခံနေတဲ့ ကိုယ်ကတည်းကဆုတ်ခိုင်းနေတာလည်းဖြစ်နိုင်ပါတယ်။နှွေမာစတိရက်ကစပြီးလာရှိုးမြို့စင်နကောင်ဟိုတယ်မှာမြမတမတော်နဲ့ကိုကန့်တက်တို့တွေ့ဆုံဆွေးနွေးမှုတွေရှိကြောင်းသတင်းတွေထွက်ပေါ်နေရပါမြမတမတော်ဟာအောက်တိုဘာ16ရက်မှာတီဘောမြို့ကိုတအောင်းတက်တီအန်လေးထံကနေသိမ်းယူပြီးနောက်ပြည်အောင်စုလမ်းရဲ့မန္တလေးတီဘောလမ်းပိုက်ကိုနေရာယူထားတာဖြစ်ပါတယ်အဲဒီလိုပဲကိုကန့်တက်ဟာလည်းပြည်အောင်စုလမ်းရဲ့တီဘောလာရှိုးလမ်းပိုက်ကို ထိန်းထားတာပါနှစ်ဖက်ကြားစီရင်တင်းမာတဲ့အခြေအနေမှာ လာရှုမျိုးမှာစစ်တုံးပန်း200ကျော်ကို MNDAA ကပြန်လွှတ်ပေးလိုက်ကြောင်းလည်းသိရပါဗျ။ရွှေကောက်ပွဲမှာဥဆောင်ပြီးအစိုးရဖွဲ့နိုင်သူဘသူပဲဖြစ်ဖြစ်အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးဖြစ်ဖို့လိုအပ်ကြောင်းပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကဋ္ဌကြီးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွေးကောက်ပွဲမှာဥဆောင်ပြီးအစိုးရဖွဲ့နိုင်သူဘယ်သူပဲဖြစ်ဖြစ်အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးဖြစ်ဖို့လိုကြောင်းပြည်သူ့ပါတီ PP ဥက္ကရာဥက္ကဋ္ဌကြီးကဆင်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။အခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဘလို့စုဖွဲ့မှုအစိုးရပုံစံမျိုးတက်လာနိုင်တယ်လဲဆိုတဲ့အပေါ်အားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါရတယ်။ ခုကတော့လေဒုက္ခပွဲမကျင်းပါရသေးဘူးတော့ဒုက္ခပွဲရလတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှပြုစုမပြောလို့မရဘူးဆိုတော့အဲ့တော့ပြန်သွားတော့ပြန်ရတာပေါ့တို့တော့ဟိုဥတော်ကြီးအစိုးရဖွဲ့နိုင်တဲ့ဒီဒီကအဒီပဲဖြစ်ဖြစ်ကောက်နတ်ဆယ်ဒုက္ခပွဲမတိုင်ခင်တော့ပဲဒီလူစားတော့ကြိုးခဲ့တယ်အဲ့တော့ဒီအမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုးဖြစ်ဖို့လိုတယ်။အဲ့တော့ပါရင်ပါရင်ပြုပ်ကိုယ်တို့တိုင်းရင်းသားတွေပါဝင်ပြီးတော့ပူးပေါင်းခြင်းအဖြစ်ပြဿနာတွေကိုစုပေါင်းဖြေရှင်းကြရတဲ့ဆိုတဲ့ပုံစံပေါ့နော်။အဲ့ဒီဟာပေါ်လာဖို့လိုတယ်လို့ကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်။အစိုးရတစ်ခုရဲ့ပုံစံဒါမှမဟုတ်နိုင်ငံတော်ကိုအုပ်ချုပ်တဲ့ပုံစံဆိုတာပြည်ထောင်စုနိုင်ငံတော်တစ်ခုရဲ့အစိုးရကသူ့ရဲ့အာဏာကိုလွတ်တော်တွင်နိုင်ငံရေးအကောင့်ထဲပေါ်သူတွေအပေါ်လွှမ်းခြုံနိုင်စေဖို့ပြင်ဆင်ထားတဲ့နိုင်ငံရေးပြဋ္ဌာန်းချက် ပုံစံကိုရည်ညွှန်းပါတယ်။လာမယ့်ရွေးကောက်ပွဲမှာလူထုကိုမျက်နှာမူတဲ့အစိုးရဖြစ်ဖို့ လိုအပ်ကြောင်းမိမိတို့တိုင်းပြည်ဟာညှဉ်းညွတ်မှုလျော့နေတဲ့အတွက်လက်ရှိအခြေအနေမျိုးဖြစ်နေကြတယ်လို့နိုင်ငံရေးလေလာသုံးသပ်သူဦးထောက်အောင်ကျော်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်ဒီကြောင့်ကြတော့လူထုကိုမျက်နှာမူပါမှာပေါ့လူထုကိုမျက်နှာမူတဲ့တော်တော်ကြီးဖြစ်ရမယ်လူထုကိုမျက်နှာမူတဲ့အအဆိုးရဖြစ်ရမယ်ပေါ့တကယ်ကိုအပြောင်းလဲတွေဒီဘက်တကယ်အသိတာထင်ရှားတဲ့ကောင်းမွန်သောရလဒ်တွေကိုဆောင်ကျင်းပေးနိုင်တဲ့ဆိုတာဖြစ်လို့ဖြစ်ဖို့လိုတာပေါ့ဆိုရတဲ့ကျမှာတော့တိုင်းနာဒီလူတွေအကုန်လုံးပေါ့လူမျိုးစုံဘာသာတွေဒီလို 去年的你看嘛，阿龙啊，他他他，吃你你个啤酒啊，什么的，你听，什么时候赶紧讲，啊，你你们。 ညှောနေတဲ့အတွက်ကြောင့်မလို့လက်ရှိအခြေအနေမျိုးဖြစ်နေတာဒီအတွက်ကြောင့်မလို့အားလုံးတရားနဲ့တရားနဲ့အငင်းပေါ်ဝါနေတဲ့ဟာတွေရက်သက်သွားနိုင်တယ်အားလုံးပါဝင်တော့ဆိုရတဲ့ရက်ဖြစ်တယ်ဆိုလို့ရှိရင်တော့စိတ်နှပါတဲ့ခင်းစင်ခုဖြစ်မှာမကြခင်ကျင်းပမဲ့ရွေးကောက်ပွဲအပြီးဖွဲ့စည်းလာမဲ့အစိုးရတစ်ကိုတက်မတော်နဲ့ USDB ကဥဆောင်လာမှာဖြစ်ကြောင်းဒါပေမဲ့တခြားသောတိုင်းရင်းသားနိုင်ငံရေးပါတီတွေမှာကိုယ်စားလှယ်တွေကိုလည်းနေရပေးဖွဲ့စည်းခြင်းနဲ့လက်ရှိနိုင်ငံရေးအကြက်တဲကိုကြော်လာဖို့အထောက်အကူဖြစ်မယ်လို့နိုင်ငံရေးလှိလာဆောင်ကြည့်သူတွေကထောက်ပ ြကြပါရယ်မြန်မာနိုင်ငံမှာဘလို့စုဖွဲ့မှုအစိုးရပုံစံမျိုးတက်လာနိုင်တယ်လဲဆိုတာကပြည်သူတွေကဘလို့အနှင်းမယ်ဆိုတဲ့အပေါ်မှာအခြေခံလိမ့်မယ်လို့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကဆီယန်နိုင်တဲ့တင်ဌာနကိုပြောပါရယ်ရွေးချယ်ပေးလိုက်တဲ့ပြည်သူတွေကလည်းပြီးတော့ဘလို့အနှင်းမယ်ဆိုတဲ့အပေါ်မှာအခြေခံလိမ့်မယ်လို့မြင်တယ်ပြည်သူကနေပြီးတော့တပါတီတဲ့ကိုပဲစုပြုံပြီးတော့ပေးလိုက်မလားအချိုးချပြီးတော့ပဲပေးကြမလားဆိုတဲ့အပေါ်မှာအခြေခံပြီးတော့ဒါလို့ပေါ်ပ 老了没事哇哈，那个干农业怎么吃七八的呀？ ဖြစ်ပြင်းပြတဲ့အမေရိကန်တွေကတော့များစွာရှိပါတယ်ဒါပေမဲ့လို့ဒီလုံပိုင်ခွင့်အာဏာပေးတာဒီပြည်သူ့အဖြစ်အတွက်ပြည်သူ့တိုင်းအဓိကလို့ပဲပြောနေပါလေဆိုင်ပေါ်မှာမူတည်တာလေးနဲ့ရလာတဲ့လွတ်တော်ကိုယ်စားလှယ်ရဲ့ဖုတ်ပေါ်မှာမူတည်လိုက်တယ်။ဟိုဖြစ်တဲ့မဖြစ်တဲ့နေရာတော့လက်ရှိအနေကားတွေပေါ်မှာအခြေတည်ပြီးတော့ပဲနောက်ဖြစ်လာမယ့်အနာဂတ်ပေါ်မှာစဉ်းစားအောင်ပြုကြရဖြစ်ပါလိမ့်မယ်။နိုင်ငံတော်လုံခြုံရေးနဲ့အင်ဂျင်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကရွှေကောက်ပွဲအနိုင်ရတဲ့နိုင်ငံရေးပါတီအားနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ကြ ြောင်းပြောကြားထားပါတယ်။ပြည်ရင်းပြည်ပတန်တမန်တွေကတော့မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအမြင်ကန်တက်တက်သားဖြစ်ပြီးဘလို့ရလက်ထွက်လာပါစေတက်မတော်ကဥဆောင်တဲ့အစိုးရပုံစံတရက်သားထွက်လာမည်ဖြစ်ကြောင်းထောက်ပြကြပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်တဲနဲ့လက်နက်ကင်ပိပခကိုဖြည့်ရှင်းနိုင်ဖို့အတွက်ဆိုရင်လာမယ့်အစိုးရတည်ဟာအမျိုးသားညီညွတ်ရေးအစိုးရတရက်ဖြစ်ဖို့လိုအပ်ကြောင်းနိုင်ငံရေးလေ့လာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်။ ရွှေကောက်ပွဲအပြီးပေါ်ပေါက်လာမဲ့လွတ်တော်မှာကိုယ်စလဲလောင်းတွေအနေနဲ့ဘလို့ကိစ္စရွက်တွေကိုပထမဆုံးဦးစားပေးအနေနဲ့ဆောင်ရွက်တင်တယ်ဆိုတဲ့အပေါ်နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးလေလာတုံးသက်သူတွေအကြားတုံးသက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲပြီးပေါ်ပေါက်လာမယ်လို့တော့မှာကိုယ်စလဲလောင်းတွေအနေနဲ့ဘယ်လိုကိစ္စချက်တွေကိုပထမဆုံးဦးစားပေးအနေနဲ့ဆောင်ရွက်တင်တယ်လဲဆိုတော့ပေါ့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးလေလာတုံးသက်သူတွေကြားတုံးသက်မှုတွေရှိနေကြပါတယ် ရွှေကောက်ပဲလုံးတက်လာမဲ့အစိုးရကလူမှုဘဝပြန်လည်ထူထောင်ရမှာနိုင်ငံရေးတည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်နိုင်ငံငြိမ်းချမ်းရေးကိစ္စရပ်တွေကိုဦးစားပေးလှုံ့ဆော်သွားတင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအတွင်တံမျိုးဖွဲ့စည်းပါကနိုင်ငံရေးနဲ့စိတ်ရဲ့အကျက်သေးတွေကိုဖြည့်ရှင်းနိုင်မယ်လို့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးလှိလာသူတွေကထောက်ပြကြပါတယ်ရွှေကောက်ပဲလုံပေါ်ပေါက်လာမဲ့အစိုးရတရအနေနဲ့အဓိကအားဖြင့်ကုံစင်းတို့တည်ငြိမ်ကြစေမှုပြည်သူတွေအလောက်ကန်အခွင့်အလမ်းရရှိရေးဆန့်ရှင်ရုပ်သိမ်းမှုအတွက်စူးစမ်းတင်ကြောင်း ပြည်သူလူထုတွေလျှက်စစ်ပြီးပုံမှန်ရရှိရေးတို့ကိုဦးစားပေးဆောင်ရွက်တင်တယ်လို့ရှမ်းနှစ်တိုင်းကြများဒီမိုကရက်တစ်ပါတီမှဥက္ကဋ္ဌဆိုင်းအိုက်ပေါင်းက CNN တင်ဒင်းဌာနကိုပြောပါတယ်ပြည်သူစီမံကိန်းရဲ့အတိအကျအရေးကြီးဆုံးကကုန်စည်နှုန်းတည်မြဲချက်ပြရမယ်နော်အဟိုဟာပေါ့နော်အလုတ်ကန်တွေမမြန်အလုတ်ကန်တွေရရှာလို့ရမယ်နော်ဒီဒီဟိုဟာပေါ့နိုင်ငံတကာနဲ့ပေါ်လာပြီဆိုရှင်ဒီဒီဆန်ချီလဲဇုကေအောင်နော်ကျင်းကျင်း လိဗလုံးနေရတာစုံစမ်းပေးရမယ်။ဆန်ရှင်ရုပ်သိမ်းရတယ်ဆိုလို့ရှင်အလိုလိုနေနဲ့ဘယ်မှာရှိရင်းနှီးမြှုပ်နှံမှုတွေလာတော့မယ်လေ။လာရင်တည်းအလုတ်ကန်ခွန်လန်းနေလဲရမယ်။ပုံစံမျိုးတွေလဲဟိုအခက်အလျောက်တော့ပြင်းပြင်းသွားမယ်။အလုတ်ကန်ခွန်လန်းနေလဲရမယ်။ဦးကျက်ငွေလဲတန်ဖို့တက်လာမယ်လို့ပြင်ကြည့်တယ်လေ။အဲ့ဒါအရင်တော့ကြက်ပြလေးပဲဆိုဆိုပေမဲ့ဒီလက်ရှိကိုနော် တမှုဆောင်ပြမှာလက်စီရအောင်ဒီမြန်မြန်လုပ်ပြရမယ်ဒီတူလူလူလည်းလက်စီမရအောင်လုပ်ပြရမယ်နော်အဲ့ဒါကြီးအရေးကြီးတယ်အခုကအရန်ကုန်ရင်းလုံးနဲ့အရန်သိင်းနေတယ်ဒီတူလူကတောင်းနေရအဆက်ဆက်တွေ့တယ်အထူးသဖြင့်အခြေခံလူတန်းစားတွေမှာအရန်ဆက်ဆက်တွေ့တယ်အဲ့ဒါကိုဥစားပေးလို့ရမယ်ဆက်လာတယ်အစိုးရကလက်ရှိမြန်မာနိုင်ငံမှာပြည်သူလူထုတွေအ धिक အားဖြင့်အခြေခံလူလန်းစားတွေအခက်ကြုံတွေ့နေရတဲ့ကုန်စည်နှုန်းအဆမတန်ကြီးမြင့်မှုကို 乌沙比上月六日，埃及记者对他说：“阿切尼多对皮什纳的记者说对皮皮，皮卢奈达也对桑德说，乌沙皮什内罗那个月以来，总共得到乌昌九个西南印度共和国标牌。”没别的，没别的，一百七年的共产党经验嘛。埃及大哥啊，阿库阿库现在来，阿库皮什来，阿库皮罗没给他，真正皮罗没给他。阿说，六六六五等于多少？等于六八等于十二。十二等于多少？ ်နေလုံးတင်ပြပြီးတော့လည်းစစ်စစ်ပြီးမဲ့ကိစ္စတွေတော့ပထမဆုံးလုတ်ကနေတဲ့သမားတော့ဆိုတော့ဖြစ်တယ်ပေါ့နော်သူကတော့အဲဒီကောင်းလို့ရပေါ့ကျွန်တော်တို့ကအဲပါတီဖက်ရှင်နဲ့ဆက်လက်မှာဆိုတော့ကျွန်တော်ပထမဆုံးပထမတင်နေတာကတော့အဲအဲ့ဒီမိကုံတို့ဒီမော့ဆိုးပေါ့အလားတည်းဖြစ်ပါတယ်နော်အဲ့ဒီတော့မလို့ဒါမျိုးဟာတွေကိုကျွန်တော်လုတ်လိုက်ချင်အားဖြင့်ဟုတ်အခုလက်ရှိစီးနာတော့တရားဟာဖြစ်နေတယ်ဒါဒီဂရီတိကတော့ခံစားနေရတဲ့ကိစ္စတွေ သေးသေးသေးပါသေးသေးကစိုက်တဲ့အားကြောင့်မဟုတ်ဘဲနဲ့မတရားကြီးနေနေလို့ဒီလိုရှိတယ်ဒါ incident တူကြတာမှာဒါတိုင်းကြီးလူတို့ရဲ့စမိုင်းနဲ့လည်းဒါရဲ့ဆိုင်ရဲ့ပတ်ဆိုင်တဲ့အားဖြစ်တဲ့ကတောင်းလို့ဒါမျိုးအကျဉ်းဆုံးဖြစ်ရှင်းတင်တာလို့ပါပြည်လူလူတို့ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံကြီးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုတေချာစစ်စစ်ရွေးချယ်ဖို့လိုအပ်ကြောင်းပြည်သူအချို့နိုင်ငံအချို့ကိုတကယ်လှုပ်ဆောင်မဲ့ကိုယ်စားလှယ်လောင်းနဲ့နိုင်ငံကြီးပါတီတွေကိုရွေးချယ်ဖို့လိုအပ်တယ်လို့နိုင်ငံကြီးလေလာစောက်ကြည့်သူတွေကအကြံပြုကြပါဗျာ မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့ရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းအတီးတီးကျင်းပသွားမှာဖြစ်ပါတယ်။အဲဒီနောက်အစိုးရအသစ်နဲ့လွှတ်တော်ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရဲ့ပြည်တွင်စစ်ရာဇဝဲမှုတရားရုံးဖြစ်တဲ့နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံးကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟာ ရှိတ်ဟာစီနာကိုတည်တံချမှတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရဲ့ပြည်တွင်းစစ်ရာဇဝတ်မှုတရားရုံးဖြစ်တဲ့နိုင်ငံတကာပြည်မှုဆိုင်ရာခေါ်ယုံကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းဆိတ်ဟာစီနာကိုတည်တံချမှတ်ခဲ့ကြောင်း DW သတင်းမှဖော်ပြထားပါတယ်။ဟာစီနာဟာ2024ခုနှစ်ကကျောင်းသားတွေဥဆောင်တဲ့စူပူအောင်ကြောင်းမှုကိုပြင်းထန်စွာနှိမ်နှင်းမှုအမိန့်ပေးခဲ့မှုအတွက်မျက်ကွယ်တည်တံချမှတ်ခဲ့တာဖြစ်ပါတယ်။ဟာစီနာဟာ တွေးတို့လုံဆောင်မှုလူသားဖို့အမိန်ပေးမှုနဲ့ကျမ်းကျုပ်ရက်စမှုတွေကိုတားဆီးဖို့ပြောက်ကွက်မှုအစားရှိတဲ့စွဲချက်သုံးခုနဲ့ပြင်းမှုထင်ရှားတွေ့ရှိခဲ့ကြောင်းတရားသူကြီးဂိုလန်မော်တူဇာမိုဆန်တာကပြောကြားခဲ့ပါတယ်ကျွန်တော်တို့ကသူ့ကိုပြစ်ဒဏ်တစ်ခုပဲချဖို့ဆုံးမြတ်ခဲ့ပါတယ်အဲ့ဒါကတော့ဒေဒန်ပါပဲလို့မိုဆန်တာကပြောကြားခဲ့ပါတယ်တရားရုံးရဲ့ကြေညာချက်ထွက်ပေါ်လာပြီးနောက်တရားရုံးအတွင်လက်ခုပ်အောဘာဒန်တွေထွက်ပေါ်လာခဲ့ပါတယ်တရားသူကြီးတွေကဟာစီနာကိုလူသားမျိုးနွယ်အားစန့်ကျင်တဲ့ယာစွဲမှုတွေနဲ့ပြစ်မှုထင်ရှားတွေ့ရှိခဲ့တာဖြစ်ပါတယ် ်ဘင်္ဂလားဒေ့ရဲ့အဖွဲ့ဝင်၃ဦးပါအထူးပြုမှုဆိုင်ရာခုံရုံးအဖွဲ့ကနိုဝင်ဘာ၁၉ရက်နေ့မွန်လွဲပိုင်းမှာဟာစီနာရဲ့ဆွဲချက်ကိုစီရင်ချက်ချခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဟာစီနာဟာနိုင်ငံအတွင်းကထွက်ပြေးတိမ်းရှောင်နေတာကြောင့်တရားရုံးကသူ့ကိုဝရမ်းပြေးဖြစ်ကြေညာခဲ့ကမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အခုဖြစ်စဉ်ဟာ၂၀၂၄ခုနှစ်ဇူလိုင်လမှာအော်ဂိုလာတီဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေကိုအင်အားသုံးဖြုတ်ခွဲမှုအတွင်းရက်ဆက်ကြမ်းကြုတ်စွာပြုမှုခဲ့တဲ့စွန့်ချက်တွေနဲ့ပတ်သက်ပြီးခုံရုံးရဲ့ပထမဆုံးစီရင်ချက်ဖြစ်ပါတယ်။ ဟာစီနာကတော့သူ့အပေါ်ချမှတ်ခဲ့တဲ့စီရင်ချက်နဲ့ပြစ်ဒဏ်ဟာဗတ်လိုက်မှုရှိပြီးနိုင်ငံရေးရစေ့ဆောင်မှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပြင်ဟာစီနာဟာအိန္ဒိယမှာပြည်ပြေးဖြစ်နေတဲ့လျက်ရှိကဘင်္ဂလားဒေ့ရှ်ကိုပြန်လာပြီးတရားရင်ဆိုင်ဖို့ညှဉ်းဆန်ခဲ့ပါတယ်။ထိုင်ဝမ်အရေးကတရုတ်ဂျပန်ဆက်ဆံရေးကိုချိန်ချောက်နေတယ်ဆိုတဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။ ဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီဟာဝန်ကြီးချုပ်ဖြင့်စတဲ့တာဝန်ထမ်းဆောင်တဲ့တက်တန်တလာမပြည့်မီအချိန်မှာပင်ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပြောကြားခဲ့တဲ့မက်ချက်စကားကြောင့်ဂျပန်နဲ့တရုတ်ဆက်ဆံရေးကိုထိခိုက်ခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။တာကာအီချီဟာနိုဗာ9ရက်ကလွတ်တော်ကော်မတီမှာအမှာစကားပြောကြားခဲ့ခြင်းကတရုတ်ရေးတပ်အနေနဲ့ထိုင်ဝမ်ကိုပိတ်ဆို့ခြင်းဒါမှမဟုတ်ထိုင်ဝမ်ကိုစန့်ကျင်တဲ့အခြားလုပ်ရပ်တွေကိုလုပ်မယ်ဆိုရင်ဂျပန်စစ်တပ်အတွက်တုံ့ပြန်ခွင့်ရှိလာလိမ့်မယ်ဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဒီမက်ချက်စကား ားတွေဟာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးအရင်ဂျပန်ဝန်ကြီးချုပ်တွေရဲ့မက်ချက်စကားထံပုံမပြေးထန်ခဲ့တာတရုတ်ကလည်းချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။အရင်ဂျပန်ဝန်ကြီးချုပ်တွေဟာထိုင်ဝမ်ပေါ်တရုတ်ရဲ့ချင်းချောင်းမှုကိုစိုးရိမ်ကြောင်းသာဖော်ပြခဲ့ကြပေမယ့်ဂျပန်အနေနဲ့တုံ့ပြန်သွားမယ်လို့လူသိရှင်ကြားပြောကြားခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်တာကာအီချီရဲ့မက်ချက်စကားတွေကိုတရုတ်နိုင်ငံသားရေးဝန်ကြီးကာကွယ်ရေးဝန်ကြီးထိုင်ဝမ်ရေးရာယုံနဲ့တရုတ်နိုင်ငံပိုင်းမီဒီယာတွေကအင်တိုက်အားတိုက်တုံ့ပြန်ခဲ့ကြပါတယ်။နိုဝင်ဘာ23ရက်မှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဂျပန် တမ်မတ်ကိုစင်ခေါ်ခဲ့ပြီးထိုင်ဝမ်အရေးမှာဝင်ရောက်ဆွဲပတ်ခြင်းမပြုဖို့တတိပေးခဲ့ပါတယ်။နောက်တစ်နေ့မှာပင်ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကလည်းတရုတ်တမ်မတ်ကိုပြန်လည်စင်ခေါ်ခဲ့ပြီးတရုတ်တမ်မတ်ရဲ့လူမှုမီဒီယာမှာတင်ထားတဲ့ဂျပန်ကိုဝေဖန်ထားတဲ့ post ကိုစောရကတက်ခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာ14ရက်ညပိုင်းမှာတရုတ်ကဂျပန်ရဲ့ခီးသွွားလုပ်ငန်းကိုပြစ်မှတ်ထားပြီးဂျပန်ထံခီးသွွားခြင်းမပြုဖို့တရုတ်နိုင်ငံသားတွေကိုတိုက်တွန်းခဲ့ပါတယ်။အခုနှစ်ပထမ6လတာကာလအတွင်းဂျပန်ထံတရုတ်ခီးသွွား9တန်းခွဲကဲ့သွားရောက်ခဲ့ပြီးဂျပန်ထံ အများဆုံးလာရောက်တဲ့ခီးသွွားတွေဟာတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။တကယ်လို့တရုတ်သားဂျပန်ထံမြေရှားတပ်တုတွေတင်ပို့မှုကိုကန့်သတ်ခဲ့မယ်ဆိုရင်ဂျပန်အတွက်ကြီးမားတဲ့စိုးရင်စရာကိစ္စဖြစ်လာနိုင်ပြီ။တရုတ်ကတော့ဒီလိုလှုပ်ဆောင်မဲ့လက္ခဏာကိုမပြသသေးပါဘူး။လက်ရှိမှာဂျပန်နိုင်ငံဘက်ကတင်းမာမှုကိုလျှော့ချဖို့ကြိုးပမ်းနေပြီ။နိုမာ18ရက်မှာတရုတ်ထံတတမတ်တူးစီလုခေကအခြေအနေကိုတည်ငြိမ်အောင်ဆွေးနွေးပွဲရှိနေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ ယူရီနီယံတန့်စင်မှုတွေမရှိဘူးလို့အီရန်နိုင်ငံသားရဲ့ဝန်ကြီးကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရန်နိုင်ငံမှာကြေညာမှထားတဲ့ယူရီနီယံတန့်စင်မှုတွေမရှိကြောင်းအီရန်နိုင်ငံသားရဲ့ဝန်ကြီးအာဘက်အာရချီကပြောကြားခဲ့တယ်လို့ DW သတင်းဝဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။ဒါပြင်မိမိတို့နျူကလ িয়ার ဆက်ရုံအားလုံးဟာနိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ INE ရဲ့စောင့်ကြည့်မှုနဲ့အနီးကပ်ကြည့်ရှုမှု အောက်မှာရှိနေကြောင်းသူကပြောပါတယ်။အဲဒီလိုပြောကြားမှုဟာအီရန်အနေနဲ့ သူ့ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းမှုတွေကိုပြန်လည်စတင်လိုတဲ့လက္ခဏာတစ်ခုဖြစ်ရှုမြင်နိုင်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာအမေရိကန်၊ဗြိတိန်၊ပြင်သစ်၊ဂျာမနီ၊အစ္စရေးကဲ့သို့နိုင်ငံတွေနဲ့အီရန်ကြားထိတိုက်တွေ့နေရတဲ့အရေးကိစ္စတစ်ခုဖြစ်ပါတယ်။အီရန်ဟာနက်တက်မြို့အနီးမှာယူရေနီယံတန်းစီရဲ့စက်ရုံတဲ့တိစောက်နေကြောင်းဝါရှင်တန်ပို့စ်နဲ့နယူးယောက်တိုင်းသတင်းစာတွေကဖော်ပြခဲ့ပြီးနောက်အာရရှီရဲ့မတ်ချက်စကားကိုထပ်ပေါ်လာတာဖြစ်ပါတယ်။အီရန်ဟာသူ့ရဲ့အရာဖတ်တော့ နျူကလ িয়ার စီမံကိန်းကိုအသုံးချပြီးလက်နက်တွေပြုလုပ်နိုင်တဲ့ဝီရနီယန်တွေကိုထုတ်လုပ်မယ်အရေးကိုအစ္စရေးနဲ့အမေရိကန်တို့ကစိုးရိမ်နေပါတယ်။အခုလက်ရှိမှာယူရနီယန်တန်းစင်တာမျိုးမရှိပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ယူရနီယန်တန်းစင်ရေးစက်ရုံတွေကတိုက်ခိုက်ခံခဲ့ရလို့ပါလို့အာရရှိကပြောကြားခဲ့ပါတယ်။အခုနေ့ဇွန်လကယူရနဲ့အစ္စရေးကြားစနေရကြားစစ်ပွဲဖြစ်ပွားခဲ့ပြီးအမေရိကန်ဟာအစ္စရေးဘက်ကဝင်ရောက်က အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုဘုံကြိုက်တိုက်ခိုက်ခဲ့မှုကိုအာရရှီကရည်ညွှန်းပြောကြားခဲ့တာဖြစ်ပါတယ်။အီရန်အနေနဲ့အမေရိကန်အခြားနိုင်ငံတွေနဲ့ဆွေးနွေးမှုတွေဆက်လုပ်မှာဟုတ်မဟုတ်ကိုမေးမြန်းခံရချိန်မှာအာရရှီကအီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာအလွန်ရှင်းလင်းနေကြောင်းဖြေကြားခဲ့ပါတယ်။ကျွန်တော်တို့မှာနျူကလ িয়ার နည်းပညာကိုငြိမ်းချစွာအသုံးချဖို့ UNIAN တာဆင်ခွင့်ရှိပါတယ်။အမေရိကန်အပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လည်းဒီအခွင့်အရေးကိုနားလည်ဖို့မျှော်လင့်ပါတယ်လို့အာရရှီကပြောကြားခဲ့ပါတယ်။ ။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဂျာမနီအသင်းဟာ2026ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာဆလိုဗက်ကီးယားအသင်းကို6-6မရှိနဲ့5ပြက်အနိုင်ရပြီးခြေစစ်ပွဲကိုတိုက်ရိုက်အောင်မြင်သွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျာမနီအသင်းဟာ2026ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာဆလိုဗက်ကီးယားအသင်းကို6-6မရှိနဲ့5ပြက်အနိုင်ရပြီးခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သွားခဲ့ပါတယ် ဂျာမနီတင်ဟာဒီဘက်မှာအနေဆုံးတည်တမက်ရယူနိုင်တာနဲ့ခြေစစ်ဘက်အောင်မြင်မှာဖြစ်ပေမဲ့ဂိုးပြက်အနိုင်ရလဲရယူပြီးဆလိုဗက်ကီးယားအသင်းကိုသူတို့အင်ကွင်းမှာအရေးနေခဲ့တဲ့ရှုံးရွေးကိုလည်းပြန်ဆက်နိုင်ခဲ့ပါတယ်။နယူးကဆယ်တင်တိုက်စစ်မှုဘော်ဒီမာဒီဟာဂျာမနီအသင်းတွက်နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီးဒီပါအိုးအသင်းမှာခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရတဲ့ဖလော်ရီယန်ဗစ်စာစာနေသွင်းယူတဲ့ငကိုဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ဂျာမနီအသင်းပြနာဂယ်စမန်ကကစားမိုင်းကအရာအလုံးပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ကအလွန်ကောင်းတဲ့ပွဲတစ်ပွဲကိုကစားခဲ့ပြီးအလွန်ကြိုးစားခဲ့ကြပါတယ်။ဖီအားတွေရှိခဲ့ပေမဲ့သူတို့ကိုသူတို့တွန်းအားပေးနိုင်ခဲ့ပြီးကောင်းမွန်တဲ့အသင်းလိုင်းစိတ်ဓာတ်ကိုပြသနိုင်ခဲ့ပါတယ်။အသင်းအတွက်ကျွန်တော်ဂုဏ်ယူတယ်လို့ပြောခဲ့ပါတယ်။ ဂျာမနီသင်းတိုက်စစ်မှုဘော်ဒီမာဒီကသူတို့ဟာပွဲအစကနေနောက်ဆုံးစက္ကန့်အထိနောက်တန်းမှာဘလို့အရာကိုမှခွင့်ပြုခဲ့ပဲဘိုးရနိုင်ပဲဖန်တီးမှုတွေသာပြုလုပ်ခဲ့ပြီးအခုအချိန်မှာကမ္ဘာဖလားရှင်ပြိုင်ခွင့်ရဖို့ခြေစစ်ပွဲအောင်မြင်ခဲ့ပြီလို့ပြောခဲ့တာပါဂျာမနီအသင်းဟာကမ္ဘာဖလားပြိုင်ပွဲကို22ချိန်မြောက်ရှင်ပြိုင်မှာဖြစ်ပြီးဘရာဇီးအသင်း23ချိန်ပြီးရင်ဒုတိယမြောက်အများဆုံးအသင်းဖြစ်ပါတယ်။ဂျာမနီအသင်းဟာ2014ကမ္ဘာဖလားပြိုင်ပွဲမှာဘိုးဆွဲပြီးနောက်ပိုင်းအဓိကပြိုင်ပွဲတွေမှာအောင်မြင်မှုနဲ့ဝေးကွာနေတာပါ ဂျာမနီအသင်းကိုရေးနေခဲ့တဲ့ဆလိုဗက်ကီယာအသင်းဟာအုပ်စုတွင်ဒုတိယနေရာမှာရပ်တည်ခဲ့ရာကြောင်းပလီယိုအဆင့်ထပ်ပြီးရှင်ပြိုင်ရအောင်မှာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအပ်ပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြံ့မာကြပါစေရှင်။